ပန်းမင်းကြီးတပင်ကဖွင့်လိုက်တာဝေဝေဆာဆာအပွက်လေခဲလို့ညကျန်းကလာတပင်လုံးဝေးနေတာမနေ့ကမိုးလင်းတော့သွားကြည့်အပင်ပေါ်ကအပွက်တွေမရှိဘူးမြေကြီးမှာအလုံးကျဲနေတယ်ကျွေးကြကုန်လို့နော်အဲ့လိုကျွေးကြကုန်တဲ့ပန်းဖွင့်တွေကိုကျွမ်းကျင်လိမ်မာတဲ့ပန်းသီသမားဟာပန်းမင်းကြီးအောက်ရောက်လာပြီးအပွက်တွေကောက်ခါကောက်ခါနဲ့သူကပန်းတွေတောင်းနေပြတ်နေတဲ့ထဲ့ကြီးတဲ့အပွက်လေးတော့ အလစားဖြစ်တဲ့အပွင့်နေတောင်းတလို့အငယ်စားဖြစ်တဲ့အပွင့်နေတောင်းတလို့အဖူးအငုံလေးကိုတောင်းတလို့အိုးတောင်းနေတောင်းနေနဲ့အကြည်စားပန်းမွဲ့အလစားပန်းမွဲ့အငယ်စားပန်းမွဲ့အဖူးအငုံမျိုးစော်ပန်းတွေကိုအမျိုးစားခွဲပြီးတော့သူကသိကျွမ်းကျင်တာတောင်းကြီးတွေတည်းထည့်တယ်ထည့်တယ်ထားလိုက်တာပြီးတော့မှအဲ့ဒီတောင်းလေးကပန်းမွဲ့လေးကျိုးတွေနဲ့ကောက်တီလိုက်တော့အကြည်စားပန်းမွဲ့နေစုထားတောင်းကြီးတွေက ပန်းမွနေကျွန်းနေပြီးတော့ပန်းကုန်းကြီးကြီးရအလတ်သာပန်းမွနေထည့်ထားတဲ့တောင်ကြီးတွေကပန်းကုန်းကြီးကောက်ပြီးတော့ပြီးလိုက်တော့အလတ်သာပန်းကုန်းဖြစ်တယ်အငယ်သာပန်းမွနေထည့်ထားတဲ့တောင်တွေကအငယ်သာပန်းမွနေစုပြီးတော့ကျွန်းနေပြီးလိုက်တော့အဲ့ဒါပန်းကုန်းငယ်သာရအဲဈေးသာရောင်းတော့အကြီးသားကဈေးတမျိုးအလတ်သာကဈေးတမျိုးအငယ်သာကဈေးတမျိုးပန်းကုန်းတွေဆိုဟာလားအရွယ်သားကိုစုံနေတော့သမားဗျာကျွမ်းကျင်လိမ်မာတဲ့ပန်းပီသမားဟာဒုက္ကဋ်ကိုပြီးကုန်တာ အဲ့ဒီလိုလားကြွမ်းကြမ်းကျင်ရင်ပြီးကုန်မထားဘူးဆိုရင်တောင်းတဲ့ကပန်းတွေဟာအစုလိုက်အပုံလိုက်ရောင်းရမလို့ဖြစ်တယ်။တောင်းတဲ့ကိုကောက်ပြီးတော့ထဲ့ကိုမထဲ့ပြစ်ဘူးမြေကြီးမှာဒီတိုင်းပဲဆိုရင်တော့ပြီးရောအဲ့ဒါ။အဲ့ဒီပန်းပင်ရဲ့ပိုင်ရှင်လဲဘာမှသာသုံးရမှာမဟုတ်ဘူးကြိုခံစားဖို့ရှိမှာမဟုတ်ဘူး။အဲ့ဒီပန်းညာကြီးရေလုံးတဲ့ပုဂ္ဂိုလ်လဲဘာမှကြိုခံစားဖို့ရှိမှာမဟုတ်ဘူးတဲ့။ပန်းကုန်းတွေပန်းကုန်းတွေကိုဝယ်ပြီးတော့ချိန်ရချိန်ရပန်းကုန်းကို ဒီကောအပန်းစင်လို့တဲ့အမျိုးသားအမျိုးသမီးတို့လည်းပန်းစင်ခွင့်ရကြနိုင်မဟုတ်ဘူးပေါ့နော်မှန်ပါဗျာကျွမ်းကျင်တဲ့ပန်းစီသမားကဓပွင့်စီဓမွန်းစီကောက်တီလိုက်တော့ဘာကြံကြီးပိုင်ထားတဲ့ပန်းရှင်လည်းဒုက္ခစားဖို့ရှိတယ်ရေလောင်းတဲ့ပုဂ္ဂိုလ်လည်းဒုက္ခစားဖို့ရှိတယ်ပန်းရောင်းတဲ့ပုဂ္ဂိုလ်လည်းခစားဖို့ရှိတယ်ဒီပန်းပွင့်တွေကိုဝယ်ပြီးတော့တီကုန်းတဲ့ပုဂ္ဂိုလ်တွေလည်းအဲဝယ်ပြီးတော့သုံးဆောင်တဲ့ပုဂ္ဂိုလ်တွေလည်း အကျိုးခံစားခွင့်ရှိကြတယ်တဲ့နော်မှန်ပါဗျာမင်္ဂယနာတင်ဆိုတာအဲ့ဒီဘက်မှာပါပဲတန်စုယုံပြီးတော့ဟောမှာကာယနာဆိုတာရွတ်ကြတာရွတ်မှမဲ့ပုဂ္ဂိုလ်တွေစုတယ်ရွတ်စရာ သုတ်တံတွေတရားတွေကိုစုတယ်စုပြီးတော့ရွတ်တော်မူရတယ်ဒါမင်္ဂယနာဟုတ်လားကဲဖယံရှင်ကွန်မြတ်ဒီဟူသောပန်းပင်ကြီးက ။ဘုရားကိုယ်တော်မြတ်ကိုပန်းမြင်ကြီးလို့သဘောထား။ဘုရားကိုယ်တော်မြတ်ဒီဟူသောပန်းမြင်ကြီးက55နှစ်လုံးလုံးဟောတော်မူထားတဲ့သဗ္ဗိနိအဘိဓမ္မာဆိုတဲ့တရားတွေဟာဘုရားပရိသတ်ကြီးပန်းပွင့်တယ်ပန်းပွင့်တယ်လို့သဘောချ။မှန်ပါပါ။ ဘုရားကိုယ်ကဒီဟူသောပန်းမင်းကြီးကနေ45နှစ်လုံးလုံးပွင့်တော်မူခဲ့တဲ့သုတ်တံဝိနည်းတိဓမ္မဆိုတဲ့တရားတွေကအဲ့ဒါပန်းပွင့်နေပန်းပွင့်နေနော်အကြောင်းအလျောစွာအတ္တပတ္တိအလျောစွာဌာနအလျောစွာပုဂ္ဂိုလ်အလျောစွာကျုံရကျုံရဌာနမှာကျုံရကျုံရပုဂ္ဂိုလ်တို့အတွေ့ဆုံးရဆုံးရအကြောင်းအလျောစွာဟောတော်မူခဲ့တဲ့သီလအကြောင်းသမာဓိအကြောင်းပညာအကြောင်း ဝိနည်းအကြောင်းဒီသဘာအကြောင်းသုတ်တန်ကြောင်းဆိုတဲ့အကြောင်းအရာပဲ45နှစ်လုံးမြတ်စွာဘုရားဟောပြီးတော့တားခဲ့တာကျုံလိုဟောတော်မူတာကျုံလိုဟောတော်မူတဲ့ဘုရားတရားဘုရားကိုယ်တော်မြတ်ပရိနိဗ္ဗာန်ပြုလဲသွားပြီဆိုရောပရိနိဗ္ဗာန်ပြုသွားပြီလဲဆိုရောခုနကပန်းမင်းကြီးကထွေချလိုက်တဲ့ပန်းပွင့်တွေဟာမြေပြင်မှာကျဲသလိုပဲမြတ်စွာဘုရားဟောတဲ့တရားတွေဟာ ိတိစင်ပြီးသုပြီးဆောင်းပြီးမရှိဘူးဘုန်းကြီးတို့ပြိဿာအဘိဓမ္မာကလည်းတာဝရိနာဟောတာရှင်သာရိပုတ္တရဲ့နှုတ်ထဲရောက်ရှင်သာရိပုတ္တမတိကြီးရဲ့တတိသောင်းကရရဲ့နှုတ်ထဲရောက်ဟောဝိနည်းဆိုတာလေအကြောင်းဆုံးဘလို့ဆုံးဘလို့ပြင်းညာပြင်းညာပြီးတော့သွားတာသုပြီးစီပြီးဘာမှမရှိအဲ့ဒါကြောင့်ဘယကိုယ်တော်မြတ်ပြိဋိဘံပြုတ်ပြီးတော့ တန်ရစ်တဲ့ဟောဒီပုဝိနည်းကြီးကမှဆိုတဲ့ပြိတ္တကတိဟာပမ္မင်းကြီးကမြေပြင်မှာလေတဲ့လိုလွင့်ကျနေသလိုပါပဲတဲ့အစီအစဉ်မရှိတန်ရစ်တာဟုတ်ကဲ့ပါအစီအစဉ်မရှိဘဲနဲ့တန်ရစ်တဲ့ပုဝိနည်းကြီးကမှဆိုတဲ့တရားတွေကိုအရှင်အာနန္ဒာရှင်မကသဗ္ဗရှင်ဥပါလိမထေရကြီးတို့ကဥဆောင်ပြီးတော့ဒါတွေကိုတို့အစီအစဉ်လွင့်ကျသောအစီအစဉ်ပြုလွင့်ကျသော အစီအစဉ်ပြုလို့ကြဆို့ဆိုတော့ဗတိကြီးများဟာကျွမ်းကျင်တော်မူကြအလုံးကျွမ်းကျင်တဲ့ပန်းပြီရမန်းပြီပန်းပင်အောက်ကပန်းပြီကိုတပွင့်စီတပွင့်စီပေါ့အမျိုးအစားဖွဲ့ပြီးတော့တောင်းကြီးတွေထဲမှာတခါတည်းထည့်ထားသလိုပဲဟုတ်လားမှန်ပါဗျာကျွမ်းကျင်တဲ့ပန်းပြီရမန်းပန်းပင်အောက်ကပန်းပွင့်လေးတပွင့်ချင်းတပွင့်ချင်းကောင်းပြီးတော့တောင်းကြီးထဲမှာထည့်ထားသလိုပဲ အရှင်သာဖြစ်တဲ့ပုဒ်တန်ကြီးတွေကိုစုပြီးတော့အဲ့ဒါဒီကနိကေဆိုတဲ့ချင်းတော်ကြီးတွေထက်အလတ်သာဖြစ်တဲ့ပုဒ်တန်တွေကိုစုပြီးတော့မေဒီမနိကေဆိုတဲ့ချင်းတော်ကြီးတွေကိုထက်အတုသာဖြစ်တဲ့ပုဒ်တန်တွေကိုစုပြီးတော့ဘုဒ္ဓကနိကေဆိုတဲ့ချင်းတော်ကြီးတွေကိုထက်ဟုတ်လားအဲ ရှိသသုတ္တနေကမိဒီမနိကိတိကအနိကေလာတဲ့အလသသုတ္တနေကမိဒီမနိကေဖြစ်လာတဲ့အတုသသုတ္တနေတူရတူရသူ့ပြီးတော့ဘုဒ္ဓကအနိကေဖြစ်လာတဲ့သိစေတဲ့သိယုတ်နိဗ္ဗာန်အကြောင်းဟောတာတဲ့တရားတွေအကုန်လုံးစုလိုက်တော့အဲ့ဒါကအဘိဓမ္မာပိဋကရေလို့ဖြစ်လာတဲ့သိက္ခာဘုတွေသိက္ခာဘုတွေဥပရေတွေဥပရေတွေကို စုလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကဝိနည်းပိဋကရေလို့ဖြစ်လာတယ်ကြည်သာဟုတ်ပါပါ

အဲ့ဒါဟာသင်္ခါရဏပြင်းတယ်နော်မှန်ပါဗျာအဲ့ဒါတခါကြီးတချို့တခါကြီးတချို့ကသင်္ခါရဏပြင်းဆိုတဲ့ဒီအဓိပ္ပာယ်ကောင်းစွာနားမလည်တော့ဘယ်လိုပြောတော့ဆိုတော့သင်္ခါရဏဆိုတဲ့အဲမှာအဲ့ဒီနာတဝင်းမူလေးတစ်လုံးတို့ပြီးတော့သင်္ခါရယတနာပြင်းတယ်ဒီလိုပြောကြတယ်မှန်ပါသင်္ခါယရဏနဲ့သင်္ခါယရဏနဲ့တခြားဟုတ်ပါဘူး။သင်္ခါယရဏကတစ်ခုပဲတစ်မျိုးပဲ သင်္ခါရဏဆိုတာကပါဠိပိရိကတည်းကသူရသူရသူ့ပြီးတော့အဲ့ဒါရွတ်ဖတ်တော်မူကြတာကျင်ညာချက်ထုတ်တော်မူကြတာပြန်တန်းထုတ်တော်မူကြတာ အတိပြုပြတ်ထန်းတော်မူကြတာအဲ့ဒါကိုသင်္ခါရဏလို့ဒီလိုခေါ်တာမှန်ပါဗျာတဝင်းမူအပေါ်မထက်လိုက်နဲ့သင်္ခါရတနာလူတွေဒကာဒကမတွေဒီမသိလို့ထားပါတော့တချို့ဘုန်းကြီးတွေတောင်းမှမသင်္ခါရတနာလို့ပြောတာရှိသေးတယ် အလာယရဏမဟုတ်ပါဘူးတဲ့သင်္ခါယရဏနော်